ဟယ်လိုအားလုံးမင်္ဂလာပါဘောဘောမချင်းကနေကြိုဆိုပါရစေဆိုတော့ပွဲတင်ရှိကစားအပီးမှာမန်ချက်စတာစီးတီးကတော့အဆင့်နှစ်နေရာကို ပြန်ပြီးတော့ရောက်လာပြီပေါ့နော်အဲပွဲတင်ရှိမှာဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဒီအေဗာတန်ကိုအိမ်ဝင်းမှာ၂ဂိုးကိုမရှိနဲ့အနိုင်ရတယ်အနိုင်ရပြီးတော့အဆင့်နှစ်နေရာကိုသူတို့ပြန်ပြီးတော့ရောက်လာပြီရာသီအစတွေမှာတော်တော်လေးတိုင်ပိုက်ခဲ့တဲ့မန်ချက်စတာစီးတီးကအစခုဆိုရင်အဆင့်နှစ်နေရာပြန်ရောက်လာပြီးတော့တိုက်တဲ challenge နဲ့ပတ်သက်ရင် ်သူတို့ဟာနှစ်တိုင်းဆိုသလိုကျွန်တော်တို့စရင်တွေကပယ်ထုတ်ထားလို့မရဘူးဆိုတာအခုလည်းပြန်ပြီးတော့ပြလာပြန်ပြီပေါ့နော်ဆိုတော့စီးတီးအနေနဲ့ဒါပြီးရင်ကျွန်တော်တို့ဒါဘီလာရီယဲကိုအဝေးကွင်းမှာချန်ပီယံစလစ်တွားကစားဖို့ရှိပါတယ်အဲ့ဒါပြီးပြီဆိုတာနဲ့စပားကိုအဝေးကွင်းမှာအနိုင်ယူထားတဲ့အက်စတိုမီလာရဲ့ကွင်းမှာစီးတီးကတွားကစားရမှာဆိုတော့အခုလက်ရှိအေဗာနန်ကိုနိုင်နေအဲ့ဒီရှိမှာဘရန်ဖူကိုဝန်စီနဲ့အဝေးကွင်းမှာနိုင်နေချန်ပီယံစလစ်မှာတော့မိုနာကိုကိုတူးတူးတည်ကြတယ်ဒါပေမဲ့လို့ဘန်လီကို5-1နဲ့နိုင်နေ မန်ချက်စတာစီးတီးကအာဆင်နယ်ကွင်းမှာ1-1နဲ့တရီကျတယ်ပေါ့နော်ဒါအပြင်ယူနိုက်တက်ကို3-0နဲ့နိုင်တယ်ဘရိုက်တန်ကိုရှုံးနေစပါးကိုရှုံးနေဆိုတော့ဝူဘာဟန်တန်ကိုပထမဆုံးကစားတဲ့ပွဲစဉ်တမှာ၄ဂိုးပြည့်နဲ့နိုင်ပြီးတော့စပါးကိုရှုံးနေဘရိုက်တန်ကိုရှုံးနေနှစ်ပွဲဆက်တိုက်ရှုံးအပြီးမှာတော်တော်ကိုတိုင်ပတ်တဲ့အနေထားမျိုးတွေကျွန်တော်ပြောလာဆိုလာကြတာဒါပေမဲ့အခုဆိုလို့ရှိရင်မန်ချက်စတာစီးတီးကကျွန်တော်သာအဆင့်1ကိုပြန်ရောက်လာပြီဒါဟာစီးတီးနဲ့ဂွာဒီယိုလာအတွက် ဖြည်းဖြည်းချင်းပေါ့နော်ကျွန်တော်တို့ကဒီအာဆင်နယ်နဲ့လီဗာပူးလီဗာပူးနဲ့အာဆင်နယ်အာဆင်နယ်လီဗာပူးလီဗာပူးအာဆင်နယ်အကြောင်းပဲပြောနေကြတဲ့ချိန်မှာမန်ချက်စတာစီးတီးကသူ့ဟာနေသူပြင်ပြီးတော့အဆင်ပြေးလာပြီပြီးခဲ့တဲ့ရာသီသူတို့တအားတိုင်ပတ်ခဲ့ပါတယ်ဆိုတဲ့ရာသီမှာမန်ချက်စတာစီးတီးကချန်ပီယံစ်လိဝင်ခွင့်ရအောင်လှုပ်ပြနိုင်ခဲ့တဲ့အဆင်၃မှာဆိုတော့အခုလက်ရှိဒီရာသီမှာဆိုလို့ရှိရင်နော်ညွေရာဒီပြောင်းရွှေမှာတန်းနေရာကြောအသုံးပြုထားတယ်အဲ့ဒီရရှိရာဒီဇန်နဝါရီပြောင်းရွှေမှာတန်းနေရာကြောအသုံးပြုထားတယ် ဆိုတော့အခုဆိုရင်အဲ့ဒီကစားမတွေအကုန်လုံးကပြန်ပြီးတော့ကစားနိုင်ကြတော့မယ်เนาะကစားနိုင်ကြနေပြီပြီးလို့ရှိရင် injury ပြဿနာတွေကြောင့်အနားယူရတာဆိုလို့ကျွန်တော်တို့ဒါအဲ Rodri လောက်ပဲရှိတော့တဲ့အချိန်မှာ Nico Williams Nico Gonzalez ကလည်းအဆင်ပြေတယ်လို့လေးဖြစ်လာပြီး Kovacic တို့ပြန်ကစားနေပြီเนาะ Bernardo Silva တို့ကကစားနေတော့မယ်ဒီရနေကျွန်တော်တို့ Rhinos တို့လူကစားမတွေဟော Foden တို့ Dogu တို့ကဒီရဒီမှာတအားကောင်းနေပြီ Chagi တို့ ကစားမတွေရှိနေတယ်ပြီးရင်ကျွန်တော်တို့က Haaland ကလည်း goal တွေဇက်တိုက်သွင်းနေပြီ ဆိုတော့ကျွန်တော်တွေးကြည့်ရရင် Manchester City ကဒီရာဒီမှာသူတို့ဂိုးသမားနေရာမှာလည်းဒေါ်နာရူမာတွေဘာတွေအပြောင်းလဲတွေဘာတွေလှုပ်ထားတော့သူတို့ရဲ့ title challenge ကဘောနော်သူတို့ပြန်ပြီးတော့ချီနီကောင်းလာပြီလို့ကျွန်တော်ပြောရမယ်လက်ရှိလီဗာပူးအသင်းကိုသူတို့တတ်မှတ်ဖြတ်ထားတယ်အာဇနယ်ကိုကျွန်တော်တို့ဒါတုံးမှတ်ကျွန်တော်တို့ဒါဖြတ်တာခံခံရရတော့မယ်အာဇနယ်ကသူ့ကိုဒါပေမဲ့လို့ပွဲစဉ်ရှစ်အရင်ဆိုးလုံးမှသေးတယ်တိုက်တယ်အတွက်ကျွန်တော်စကားပြောကြတာကသို့တော့ Manchester City ဒီ တို့မျောလင့်တာကဒီလိုနေရာမှာသူတို့ကိုအမြင်နဲ့မြင်ရဖို့ပဲ CD ရဲ့နေထား CD ရဲ့နီးပြအရေးချင်း CD ကစားမတွေရဲ့ squat အရေးเนาะအရေးသွေးနဲ့နေရာဒီပြောင်းရွှေ့မှာလှုပ်ထားတဲ့အပြောင်းလဲတွေအားဖြစ်မှုတွေကိုကျွန်တော်ကြည့်ရင်ဒီပတ်ဝန်းကျင်ဒီတစ်နှစ်သုံးလေးဝန်းကျင်မှာ CD ကိုမြင်နေရတဲ့တာယာဒီစတွေမှာတော်တော်လေးကိုတိုင်ပတ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာ Z တိုက်ဒီ9ပေးကူတွေကျွန်တော်မဲ့လာပြီးတော့အဆင်ပြေလာတာအခုဆိုရင်ကျွန်တော်တို့ဒါခေါ်ထားတဲ့ Donnarumma ကလည်း လုံးဝဂိုးဘူးတည်ကြပါတယ်ဆိုတဲ့အလုံးတွေကိုပါပုတ်ထုတ်တာမျိုးတွေဘာတွေနဲ့ CD ရဲ့ခန်းစည်းကိုတော်တော်ကြီးကို improve ဖြစ်အောင်သူလုပ်ပြထားတာဆိုတော့ CD အနေနဲ့ဒီအာဒီမှာကျွန်တော်ဗနော်၈ပွဲကစားပြီးတဲ့ချိန်မှာမှခန်းစည်းက6ဂိုးပဲပြီးထားရပါသေးတယ်တိုက်စစ်ကလက်ရှိပရီးမီးယားလိမှာအမြင့်ဆုံးအနေနဲ့18ဂိုးတိသူတို့တွင်းထားတယ်ခန်းစည်းက6ဂိုးပဲပြီးထားရသေးတယ်ဆိုတာမျိုးကဗနော်ကျွန်တော်ဒီအဆင့်1ကနေပြီးတော့ကျွန်တော်ဒါအဆင့်7နှစ်လောက်ထိကျွန်တော်တို့သွားကြည့်ရင်တောင်မှဗနော်ဘယ်လိုပြောမလဲသူတို့လို6ဂိုးပြီးရတာဆိုတော့ မန်ချက်စတာစီးတီးရှိမယ်သူတို့ထက်ပူပြီးတော့နဲတာအာဆင်နယ်၃ခုရှိမယ်သူတို့နဲ့ဒန်တူအဲဘယ်လိုပြောမလဲဆန်ဒလန်6ခုရှိမယ်ဒါပဲဆိုတော့ခန်စီပိုင်းအရာလဲမန်ချက်စတာစီးတီးကအများကြီးတိုးတက်လာပြီလို့ပြောရမယ်အဲကြောင့်စီးတီးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒါအိုက်ဗာတန်ကိုနိုင်အပြီးမှာတိုက်တဲ့ရေးစ်တဲမှာအာဆင်နယ်တို့ဘာလို့ short drop လို့မရတဲ့ပြိုင်ဘက်ဖြစ်ကျွန်တော်မြင်လာရပြီလောလောဆယ်တော်များများကတော့နော်လေဘာဦးတင်းကဘီလီယံဝက်လောက်ထိကျွန်တော်တို့တုံးထားတယ်ဆိုတော့ချန်ပီယံဖြစ်တဲ့ squad မှာအဲ့လောက်ထိတုံးထားတယ်ဆိုတဲ့အခါကျတော့ဟာ နော်ဟိုဘယ်လိုပြောမလဲလီဗာပူးအနေနဲ့ပေါ့နော်အာဆင်နယ်ရဲ့အဓိကပြိုင်ဘက်ပဲပေါ့တကယ်တမ်းကလည်းအာဆင်နယ်ရဲ့အဓိကပြိုင်ဘက်ပဲဒါပေမဲ့အဲ့လိုမျိုးပြောနေကြတဲ့တည်းမှာမန်ချက်စတာစီးတီးကိုတိတ်ပြီးတော့ဇယားတဲ့ထက်မတွက်ကြရင်လည်းအခုစီးတီးကဒီလိုပြန်လုပြလာတာဒါကလည်းဟာလန်ရဲ့ performance တွေလည်းပါတယ်ပေါ့နော်ဟာလန်ကဟိုခက်ခဲပါတယ်ဆိုတဲ့အချင်းညီမျိုးတွေကနေတစ်ဆင့်ဂိုးတွေရောက်အောင်လှုပ်ပြလိုက်တာမျိုးတွေနော်ဒါအပြင်ခန်းစစ်နှစ်ယောက်သုံးယောက်ရှိနေတဲ့ဂျားတွေကနေပြီးရောက်အောင်ဂိုးတွေသွင်းသွားတာမျိုးတွေဟာလန်ရဲ့အရင် clinical ဖြစ်တဲ့ finishing တွေကလည်း Manchester City ကိုအမှတ်တရယူပေးနေတာပဲအ နော်တိုက်စင်မှာဟာလန်လူကောင်ရှိပြီးတော့ဂိုးသမားနေရာမှာဒနရူးမလို့ဂိုးသမားရှိတယ်ဆိုတာကိုကျွန်တော်တွေးကြည့်ရင်ဒါမန်ချက်စတာစီးတီးရဲ့ဘနော်ဒီအန်ဒီယေဒီကိုကျွန်တော်ကောင်းကောင်းမြင်နိုင်နေဗျာ။ဒါကြောင့်အာဆင်နယ်အနေနဲ့လီဗာပူးကဘနော်ကျွန်တော်သူတို့ရဲ့အတိအကပြိုင်ပွဲဖြစ်တယ်လို့မန်ချက်စတာစီးတီးကိုလည်းကျွန်တော်ဇယားတဲ့ကနေဖယ်ထုတ်လို့ကျွန်တော်မရသေးဘူး။ဒါပြင်တိုက်တဲ့ challenge တွေကိုသွားတဲ့အခါ Manchester City ကိုကျွန်တော်ချန်ခဲ့လို့မရဘူးပေါ့။ Guardiola ဟာပြီးခဲ့တဲ့ရာသီမှာမတည်ငြိမ်တဲ့အနေအထားကိုသူအများကြီးခံစားခဲ့ရတယ်။ဒါပေမဲ့လို့ပေါ့နော် အဆင်တော်တော်လေးကိုကျွန်တော်ပြည်လာပြီးအခုဆိုအာစနယ်နဲ့အမှတ်တွေတိတ်မကွာတော့ဘူးအဆင်နည်းကိုပြန်ရောက်လာပြီကျွန်တော်ညီကတို့ရောဘလူးမင်းညလည်းမန်ချက်စတာစီးတီးတိုက်တဲ့ challenge တွေကိုပြန်ပြီးတော့ဝင်လာပြီးလို့ကျွန်တော်ထင်ကြလားနော်ဆိုတော့အာစနယ်ကိုတော့ဒုက္ခထပ်ပြီးတော့ပြီးသွားနိုင်အောင်မယ်လို့ယူဆကြတာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်